။တလဲသည်အကျိုးကျေးဇူးများနှင့် သတိပြုရန်အချက်များတလဲသည်သည် ကျမ်းမာရေးအတွက်အကျိုးကျေးဇူးများစွာရှိသောအသည့်တစ်မျိုးဖြစ်တော်လဲစားသုံးရာတွင်သတိပြုရန်အချက်များလည်းရှိပါသည်။တလဲသည်၏အကျိုးကျေးဇူးများအင်တီအောက်ဆီဒင့်ကျွဲဝခြင်းတလဲသည်တွင် ပူနီကာလာခြင်းနှင့် အန်ဒိုဆိုင်ယာနင်ကဲ့သို့သောအစွမ်းထက်အင်တီအောက်ဆီဒင့်များစွာပါဝင်သည့်ယင်းတို့သည် ခန္ဓာကိုယ်တွင်ရှိဆဲများကို free radical များ၏ပျက်စီးမှုမှကာကွယ်ပေးပြီးနှလုံးရောဂါ၊ကင်ဆာနှင့်အဲဇိုင်းမားရောဂါကဲ့သို့သော နာတာရှည်ရောဂါများဖြစ်ပွားနိုင်ခြေကိုလျှော့ချပေးသည်။နှလုံးနှင့်သွေးကြောများကိုအားဖြည့်ပေးခြင်း တလဲသည့်ရှိအင်တီအောက်ဆီဒင့်များသည့်ရောင်ရမ်းမှုကိုလျှော့ချပေးခြင်းသွေးပေါင်ချိန်ကိုကျစေခြင်းမကောင်းသော ကိုလက်စထရောအဆင့်ကိုလျှော့ချပေးခြင်းနှင့်အဆီဒက်တိုးခြင်းကိုကာကွယ်ပေးခြင်းတို့ပြုလုပ်ပေးသဖြင့်နှလုံးရောဂါဖြစ်ပွားမှုအနည်းငယ်ကိုလျှော့ချပေးသည်။ကင်ဆာကိုတိုက်ဖျက်နိုင်ခြင်းရှိခြင်း အချို့သောသူတေသနာများအရတလဲသည့်အစီနှစ်သည်စီးကျိတ်ကင်ဆာနှင့်ရင်သားကင်ဆာကဲ့သို့သောကင်ဆာဆဲအချို့၏ကြီးထွားမှုကိုဟန်တားနိုင်သည်ဟု ဖော်ပြထားသည် လူသားများတွင်ပုံမိုလေးလာရန်လိုအပ်သည်။ရောင်ရမ်းမှုကိုလျှော့ချပေးခြင်းတလဲသည့်တွင်ပါဝင်သောဓာတ်ပေါင်းများသည်ရောင်ရမ်းမှုကိုစန့်ကျင်သည့်ဂုံတတိရှိသောကြောင့်အစစ်အမြစ်ရောင်ရောဂါသို့မဟုတ်အခြားနာတာရှိရောင်ရမ်းမှုဝေဒနာရှင်များအတွက်အကျိုးရှိနိုင်သည်။ အသားရည်ကိုစုပ်ပြီးလှပစေခြင်းဗီတာမင်စီနှင့်အင်တီအောက်ဆီဒင့်များသည့်ကောလာဂျင်ထုတ်လုပ်မှုကိုအားပေးပြီးအသားရည်ကို နေရောင်ခြည်တံမှ ကာကွယ်ပေးကာအရေးကြောင်းဖြစ်ပေါ်မှုကိုနှေးကွေးစေသည်ကိုခံအားစနစ်ကိုအားကောင်းစေခြင်းတလဲသည့်တွင်ပါဝင်သောဗီတာမင်စီသည်ကိုခံအားစနစ်ကို ကောင်းမွန်စွာအလုံးလုံးနိုင်စေရန်ကူညီပေးသည်ဗီတာမင်နှင့်သတ္တုဓာတ်များကြွယ်ဝခြင်းဗီတာမင်စီဗီတာမင်ကေဖောလိပ်နှင့် ပိုတက်စီယန်တို့၏ကောင်းသောရင်းမြစ်တစ်ခုဖြစ်သည် အမြင်တတ်ပါဝင်ခြင်း အစာခြေစနစ်ကိုကောင်းမွန်စေပြီးဝမ်းချုပ်ခြင်းမှကာကွယ်ပေးသည်ကလဲသီးစားသုံးခြင်း၏စိုးကျိုးများနှင့်တတိပြုရန်အချက်များအချို့သောစေဝါများနှင့်ဓာတ်ပြုနိုင်ခြင်းသွေးကြဆေးများတလဲသီးသည်သွေးပောင်ချိန်ကိုကျစေနိုင်သောကြောင့်သွေးကြဆေးများနှင့် တွဲဖက်စားသုံးပါကသွေးပောင်ချိန်အလွန်အမင်းကျဆင်းသွားနိုင်သည် တွေးကျဲဆေးများဥပမာဝါဖလင်တလဲသည်သည်ဤဆေးများဤအာနိသင်ကိုတည်ရောက်မှုရှိနိုင်သောကြောင့်မစားသုံးမီဆရာဝန်နှင့်တိုင်ပင်သင့်သည်အစီကျဆေးများ statins ကျွဲကောသည်ကဲ့သို့ဓာတ်ပြုမှုမျိုးဖြစ်နိုင်သောကြောင့်သတိပြုသင့်သည်တခြားတဲ့တဘာဝသကြားဖြစ်တော်လဲတလဲသည်ဖြော်ရေးအထူးသဖြင့်အတင့်ဖြော်ရေးတွင်တခြားတဲ့ပါဝင်မှုမြင့်မားနိုင်သည်ထို့ကြောင့်တင့်တင့်သောပမာဏသာတောက်သုံးသင့်သည် သို့မဟုတ်အမြင်တက်ပါရရှိနိုင်သောအတီးကိုရွေးချယ်စားသုံးသင်သည်ဓမ္မတဲခြင်းအရှားပါတော်လဲအချို့သူများတွင်တလဲသည်နှင့်ဓမ္မတဲမှုဖြစ်ပွားနိုင်သည်အစာခြေလမ်းကြောင်းဆိုင်ရာပြဿနာများအမြင်တက်များစွာပါဝင်သောကြောင့်အလွန်ကြုံစားသုံးပါကအချို့သူများတွင်လေးပွားခြင်းသို့မဟုတ်ဝမ်းလျှောခြင်းဖြစ်စေနိုင်သည်တွားတွင်အစွန်းထင်းဖြစ်စေခြင်းတလဲသည်ဖြော်ရည်သည်အဆစ်တက်ပါဝင်ပြီး အယောင်ရင်သောကြောင့်သွားတွင်အစွန်းထင်းများဖြစ်စေနိုင်သည်တောက်တုံးပြီးနောက်ပလုတ်ကျင်းတင်သည်အနှစ်ချုပ်တလဲသည်သည် အဟာရတက်ကြွယ်ဝပြီးကျန်းမာရေးအကျိုးကျေးဇူးများစွာရှိသောအသီးဖြစ်တော်လဲတင့်တင့်သော ပမာဏသာစားသုံးတင်သည်အကယ်၍တင့်တွင် နာတာရှည်ယောဂအခန်းရှိပါကသို့မဟုတ်ဈေးဝအချို့တောက်တုံးနေရပါကတလဲသည်သို့မဟုတ်တလဲသည်ဖြော်ရည်ကိုပုံမှန်မစားသုံးမီဆရာဝန်နှင့်တိုင်ပင်ဆွေးနွေးတင်ပါသည် ဒီလိုအကြောင်းအရာတွေကိုကြိုက်နှစ်သက်တယ်ဆိုရင်ကျွန်တော်ရဲ့ channel ကို subscribe လုပ်ထားဖို့မမေ့နဲ့တော့အားလုံးကိုကျေးဇူးတင်ပါတယ်